တူရကီနိုင်ငံကိုသွားလိမ့်ပြီဆိုရင်မရမဖြစ်သွားသင့်တဲ့နေရာတွေထဲမှာရောမမျိုးဟောင်းကြီးတွေပါဝင်ပါတယ်။တူရကီဟာဒီနေ့ခေတ်မှာကန်ထူးတဲ့နိုင်ငံတနိုင်ငံအဖြစ်ဂရီးနဲ့ရောမခေတ်ရဲ့အဆောက်အအုံအချင်းချင်းများစွာပိုင်ဆိုင်ခွင့်ရနေခဲ့ပြီးခီးသွားလုပ်ငန်းမှာဒီနေရာတွေဟာအထူးအထောက်အပံ့ဖြစ်နေပါတယ်။ ရောမမျိုးအောင်အကျဉ်းကျန်တွေထဲမှာ Ephesus ဟာလည်းတစ်ခုပါဝင်ဖြစ်ပြီးမဖြစ်မနေတွားရောက်လည်လာတင်တာမျိုးဗီဒီယိုလေးထဲနေခေါ်ဆောင်သွားချင်ပါတယ်။ဒါအပြင်တမိုင်းလေးက Try မျိုးကြီးပြက်ခဲ့ရတဲ့ Trojan မျိုးကြီးနဲ့ဆူတောင်းပြည့်တယ်ဆိုကြတဲ့ House of the Virgin Mary ဖျားเจ้าတွေကိုပါပြကျင်သေးတာမျိုးဒီဗီဒီယိုလေးကိုအစအဆုံးခန်းစားကြည့်ပါခင်ဗျာ။ ယောမတခင်မှာယောမအင်ပါရာဟာအတော်တကူထွားခဲ့သလိုကြီးမားကျယ်ပြန့်လွန်ခဲ့ပါတယ်။စကော့တလန်နေဆက်ကနေအီဂျစ်ကန်နာယာအထိသူ့ရဲ့အုပ်စိုးမှုဟာခံနာခဲ့တယ်လို့ဆိုရပါတယ်။အဲ့ဒီထဲမှာတူရကီကကူဆက်ဒစီဒေတာလည်းပါဝင်ပြီးဒီဒေတာမှာရှိနေတဲ့အဖက်ဆက်ကတော့ထင်ရှားပါတယ်။အဖက်ဆက်ဟာခရီးယန်တမာကျန်းစာတွေကအီဖက်မြုပ်ဖြစ်တာမို့ခရီးယန်ဘာသာဝင်တွေအတွက်နေရာမရောက်ဖွင့်အောင်အမည်နာမအားဖြင့်ရင်းနှီးကျွမ်းဝင်မှုရှိနေပြီးသားဖြစ်ကြပါလိမ့်မယ်။ ။ Ephesus ဟာကမ္ဘာမှာထိမ့်သိမ့်မှုအကောင်းဆုံးရှေးဟောင်းမြို့တော်ကြီးတွေထဲကတစ်ခုလည်းဖြစ်တယ်လို့အဲ့ဒီခေတ်ကာလအီတလီရောမြို့ပြီးရင်ဒုတိယအကြီးဆုံးရောမမြို့ကြီးလည်းဖြစ်ပါတယ်။ကေဒီနီးယားကိုကျွန်တော်တို့အတူတူသွားကြည့်လိုက်ရအောင်ပါ။ ်အက်ဖက်ဆက်ဟာမူလကဂရိမြို့တော်ဖြစ်ခဲ့ပြီးခရစ်တော်မပေါ်မီ BC ဆရာစုမှာတည်ရှိခဲ့တာဖြစ်ပါတယ် BC 129ခုမှာတော့ရောမအင်ပါယာလက်အောက်ကျရောက်ခဲ့ရပြီးနောက်မှာပိုပြီးတိုးတက်ထွန်းကားလာခဲ့ပါတယ်အန်တိုနီနဲ့ကလီယိုပက်ထရာတို့တောင် BC 31နဲ့32ခုနှစ်တုန်းကဒီမှာအချင်းတချို့လာရောက်ကုန်ဆုံးခဲ့ဘူးလို့သိရပါဗျ ဒီ episode မြို့ဟောင်းနေရာနဲ့မနီမွေးမှာရှိနေတဲ့ Temple of Artemis ကြောင့်ဒီဒေသဟာကြော်ကြားနေတာလည်းဖြစ်ပါတယ်။ Temple of Artemis ဟာကမ္ဘာရှိဟောင်းအံပွဲ9ပါးထဲမှာတပါးပါဝင်ဖြစ်လို့ပါပဲ။တိုင်ပေါင်း120ကျော်ရှိခဲ့တဲ့ဘုရားကျောင်းဆောင်ကြီးဟာအခုအခါမှာတော့တိုင်ကြီးထီထီတတိုင်းသာကြံ့ကျင်းရနေခဲ့ပါပြီ။ဒီကျောင်းတော်နဲ့ပတ်သက်လို့ခရီးရန်တမန်ကျမ်းစာရဲ့တမန်တော်ဝိတုအခန်းကြီး၁၉အငယ်၂၉မှာတမန်တော်ရှင်ပေါ်လူကနေသမီးအာတီမီရဲ့ဗိမ္မာန်တော်ဆိုပြီးဖော်ပြသွားခဲ့ပါတယ်။ ဖက်ဆက်မြူဟောင်းကိုဝင်လေ့လာတဲ့အခါအချိန်တော်ပြီးလည်းပဲလေ့လာရတာမျိုးဖြစ်ပါတယ်။ရောမတွေတွန်းတောက်ချိန်ကလေးကဒုတိယအကြီးဆုံးမျိုးဖြစ်ခဲ့တာကြောင့်လည်းအခုအချိန်အကျဉ်းကျန်တွေကိုလေ့လာရချိန်မှာတော့အေရီးယားတော်တော်ကြီးကြီးကိုတွာလာလမ်းလျှောက်ကြရမှာဖြစ်ပါတယ်။ဝင်ဝင်ချင်းမှနေရောမခစ်က The State Agora ပြည်သူ့ရင်မြင့်ကြီးတခုကိုစာပြီးမြင်တွေ့ကြမှာဖြစ်ပါတယ်။ညာဘက်ခြမ်းကိုတွိုင်းရင်တော့ရောမခစ်ရေချိုးခန်းကိုမြင်တွေ့ရပါတယ်။ Fish Fish

Ondan ben de getiriyorum ondan. အဲ့ကနေတမိုင်းဝင်လမ်းလေးဖြစ်တဲ့ Crutes လမ်းအတိုင်း Hajuli Gate ကိုဖြတ်ပြီးမြို့ဟောင်းကိုလေ့လာကြည့်ရမှာဖြစ်ပါတယ်။အခုထိတိုင် Marble ကြောက်ခင်းလမ်းကိုတခြားထင်းသိမ်းထားဆဲဖြစ်ပါတယ်။ဘေးဘက်ဝေးရာတွေမှာအများနဲ့ဆိုင်တဲ့အဆောက်အုံတွေပုဂ္ဂလိကအဆောက်အုံတွေရဲ့အကျဉ်းကျန်တွေကိုမြင်တွေ့လေ့လာနိုင်ကြပါတယ်။တောင်စင်းလမ်းလေးလိုဖြစ်နေလို့တက်တောင့်တက်တာလေးရှောက်သွားပြီးလေပတ်ကြအောင်ပါပဲ။ဟုတ်တယ်ဒါပါလဲလို့ပြောတော့ပြောရတဲ့စုပါလဲ။ဟောင်းဟောင်းတန်း 放定了，放定起来。哦，说几间，几间的话，那二班的。哦，他妈的二班。我们不是老严格的。ပထမဆုံးအမြင်သာဆုံးမြင်တွေ့ရတာကတော့ Temple of Harian ပဲဖြစ်ပါတယ်ဒီအဆောင်ကိုတော့ AD 200စုမှာဘင်ကြီး Harian ကိုဂုံပြူတိဆောက်ခဲ့တာဖြစ်ပါတယ်ချမ်းသာကြွယ်ဝတဲ့အေးဖက်မျိုးသားတထေးကြီး Publius Vidius Antoninus Sabinus ကဘင်ကြီးလာရောက်လည်ပတ်ခဲ့တဲ့120ခုနှစ်များနောက်ပိုင်းမှာတိဆောက်ပေးခဲ့တာဖြစ်ပါတယ် ဒီ episode မျိုးဟောင်းမှာခီးသွားတိုင်းသဘောတကျလာကြည့်တတ်ကြတာကတော့ယောမခီးရဲ့ရှေးရောက်အများဆုံးအိမ်နာပါယောမခီးကအိမ်နာဘယ်လိုသုံးကြသလဲစိတ်ဝင်စားစရာပါအိမ်နာကိုမြန်မာအိမ်နာပုံစံစောင့်ကြောက်ထိုင်ကြသလားဘိုးထိုင်ပုံစံထိုင်ပြီးသွားကြသလားမေးလိုက်ရင်တော့ဘိုးထိုင်ပုံစံထိုင်ပြီးအသုံးပြုတာမျိုးဖြစ်ပါတယ် အင်သာတွေကတူးတဲတုံတီးတတ်မဟုတ်ပဲအများနဲ့တွဲလျက်ဘေးချင်းရှင်လျက်ဖြစ်ဖြစ်မျက်နှာချင်းဆိုင်ဖြစ်ဖြစ်အင်သာပေါက်တွေအများကြီးကိုအများနဲ့အကျူအသုံးပြုရတာမျိုးဖြစ်ပါတယ်အင်သာကမုတ်တွေရဲ့အောက်မှာရေစီးစစ်နေတဲ့မြောင်းတွေရှိပြီးအဲ့ဒီရေတွေကအညစ်အကြေးတွေကိုတန့်စင်သွားတယ်လို့ဆိုပါတယ်ရေတွေဟာအများသောအင်သာအနီးကရေချိုးခန်းတွေကနေရေသုံးဆွဲပြီးသားတွေစီးဆင်းလာတာဖြစ်ပါတယ်အင်နာသွားပြီးလို့ကုကုကုတန့်စင်မယ်ဆိုရင်တော့ရေမြုပ်ပါတဲ့ဒုတ်ချောင်းတွေကိုအသုံးပြုကြပါတယ်။တန့်စင်မှုရေကိုလည်းတီးတန့်ထားရှိပါတယ်။ အဲ့ခေတ်ကာလကအိမ်တိုင်းအိမ်သာမရှိကြသေးတာမျိုးမဟုတ်အများပြည်သူတွေအတွက်ခုလိုအများသုံးအိမ်သာတွေဟာအတော်လေးအရေးပါခဲ့ပါတယ်။အိမ်သာသုံးနေတုန်းမှာခုခေတ်လိုဖုန်းနဲ့အင်တာနက်သုံးလို့မရသေးဘူးဆိုတော့အဲ့ဒီစားစုံနေကြသူအချင်းချင်းအတင်းပြောတာသတင်းဝေမျှတာနဲ့စာဖတ်တာတွေကိုပဲအဓိကလှုပ်ဆောင်ခဲ့ကြပါတယ်။ဒါကြောင့်လည်းဒီအိမ်သာတွေဟာလူမှုဆက်ဆံရေးမှာအရေးပါတဲ့အပိုင်းမှာပါဝင်နေတာဖြစ်ပါတယ်။ ောက်ထပ်အထင်ရှားကြီးတင်တာတစ်ခုကတော့ Library of Celsus ပဲဖြစ်ပါတယ်။တီချာထိမ့်သိမ်းထားတဲ့ရှေးအောင်စာကြည့်တိုက်ကြီးဖြစ်ပြီးနာမည်ကျော်ပါတယ်။နှစ်ရာစုခန့်မှာတိစောက်ခဲ့တဲ့ရောမစာကြည့်တိုက်ကြီးဟာစာလေးပေါင်း12000ကျော်တင်ဆက်ထားခဲ့ပူရနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ Tiberius Julius Caesar's Polemia နဲ့ဆက်ဂူဘိမှန်လည်းဖြစ်ခဲ့ပါတယ်။ ၃ရာစုအလေကန်းတုန်းကတော့အတွင်းပိုင်းပြင်ဆင်တွေကိုဖျက်ဆီးခံခဲ့ရပါတယ်။၁၀ရာစုနဲ့၁၁ရာစုအတွင်းမှာလည်းငလျင်တန်တွေကြောင့်ပျက်စီးမှုတချို့ရှိခဲ့ပါသေးတယ်။၁၉80နဲ့1988ခုကြားမှာတော့ဂျာမန်ရှေးဟောင်းတည်တနာပညာရှင်တွေဟာမူလပုံစံပြန်လည်အသက်သွင်းခဲ့ကြတာပဲဖြစ်ပါတယ်။ဒီအဆောင်ရှိမှာအမှတ်တရဓာတ်ပုံရိုက်သူတွေလည်းအထူးများပြပြီး FSS ရောက်တဲ့အမှတ်သားတခုလိုဖြစ်တာကြောင့်ခီးသွားတိုင်းစိတ်ဝင်စားကြတာလည်းဖြစ်ပါတယ်။ Ephesus မြို့ဟောင်းကမထွက်ခင်မြင်တွေ့ကြရတာကတော့ကြီးမားလွန်လှတဲ့ The Great Theater of Ephesus ပွဲကြည့်စင်ကြီးပဲဖြစ်ပါတယ်ပရိသတ်2400ကနေ2500ခန့်အထိတပြိုင်နက်ကြီးရှုနိုင်ကြပါတယ်ဒါကြောင့်လေရှေးဟောင်းကဘာမှာတော့ဒီပွဲကြည့်စင်ကြီးဟာအကြီးဆုံးပွဲကြည့်စင်ကြီးတွေတက်ကတစ်ခုဖြစ်လာပါတယ်အခုထိတိုင်လေပွဲခန်းသားတချို့ကျင်းပလေးရှိသေးပေမဲ့လူ၈000နဲ့တက်ပွဲကြီးတွေကိုတော့စန့်ခိုင်မှုအခြေအနေအတွက်လက်မခံပါဘူးဒီနေရာမှာယောမရီရဲ့ကစားပွဲတွေ၊စုဝေးအစည်းအဝေးတွေ၊ဂလက်ဒီယေတာပြိုင်ပွဲတွေကျင်းပခဲ့ကြပါတယ်။ BC 300စုကလေးကတိဆောက်ခဲ့တာဖြစ်ပြီးရောမအင်ပါယာလက်ထက်အရောက် AD 100စုနဲ့200စုအထိမှာဒူးရှိပြင်ဆင်တိဆောက်ခဲ့ကြတာလို့သိရပါတယ်။လက်ရှိအချိန်မှာတော့အကြီးစားပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ဒါရလူပေါင်း2400လောက်တောင်လောက်တောင်ဆန်တဲ့ဒီတာကြီးပေါ့နော်။အခုကတော့ပြင်ပြီး renovation လုပ်နေတာ။ဒီပွဲကြီးစဉ်ကြီးရှိမှာအမဲရှိတဲ့တဲ့တူရကီရဲ့နာမည်ကျော်ကြောင်လေးဂါဖီကိုလည်းနှုတ်ဆက်ဖို့မမေ့ပါနဲ့ဦးဗျာဂါဖီသူလေးက Instagram မှာလည်းနာမည်ကျော်တဲ့ချစ်စရာကြောင်လေးဖြစ်ပါတယ်ဒီမျိုးရဲ့နာမည်ကြီးမင်းသားကြောင်လေး Mm. Oh. Hey. 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 Your day. Take a picture now. He's uh. posing. Always oh. posing like that. Don't look Post baby need all right. Oh, he's posing. Yeah. yeah. Hey. Garfield. 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 efficient မြို့ဟောင်းမှာ Korean ဘာသာဝင်တွေအတွက်လေ့လာကြရလဲများပါတယ်။ယေရှုခရစ်တော်ရဲ့မိခင်မေရော်မာရီဟာဒီရီတာမှာသူမရဲ့နောက်ဆုံးအချိန်တွေကိုဖြတ်တန်းကုန်ဆုံးခဲ့တယ်လို့ယုံကြည်ကြပါတယ်။မေရော်မာရီဟာယေရှုခရစ်မိန့်ကြားခဲ့တဲ့အချိန်သူတော်ရှင်ရှင်ယောဟန်နဲ့ညီထိုင်ခဲ့တယ်လို့ရှင်ယောဟန်ရဲ့ဂုဘိမှန်ဖြစ်မယ်လို့ယုံကြည်ကြတဲ့ Basilica of Saint John ကိုလည်းဒီရီတာမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ FSM မြို့အကြောင်းပြောရင်မဖြစ်မနေထည့်ပြောရမှာက House of the Virgin Mary ပဲဖြစ်ပါတယ်။ Nightingale တောင်ပေါ်မှာတည်ရှိနေတဲ့ဒီခရစ်ဝင်နေရာဟာ Mary မာရီရဲ့နောက်ဆုံးနေထိုင်ခဲ့ရအိမ်တော်လို့ယုံကြည်ထားပါတယ်။ဒီနေရာမှာဘုရားကျောင်းတန့်ရှင်းတဲ့ဆန်းရည်နဲ့ဆူတောင်းနိုင်ရန်တွေကိုမြင်တွေ့ရပါတယ်။ဘုရားကျောင်းတွင်ဝင်ဖို့တန်းစီစောင့်ဆိုင်ကြရပါတယ်။အတွင်းမှာဓာတ်ပုံဗီဒီယိုရဲ့ကူးကွင်မပေးဘဲ Mary မာရီရဲ့ရုပ်ပုံကိုမြင်တွေ့ဖူးမြင်ကြရမှာဖြစ်ပါတယ်။ Roman Catholic ဘာသာဝင်တွေအထူးလာရောက်ကြတဲ့နေရာလေးဖြစ်ပါတယ်။ ဘုရားကျောင်းပြင်ပမှာတော့မိပူဇော်ရေးနေရာရှိပြီးအဲဒီကနေဆက်သွားရင်တန်ရှင်းတဲ့ဆန်းရီကိုအသုံးပြုတောက်သုံးနိုင်ကြပါတယ်။ညနာကုလက်တန့်စင်ပြီးအနာရောဂါပျောက်ကင်းအောင်ဆုတောင်းကြတာတောက်သုံးပြီးကျန်းမာရေးအတွက်ဆုတောင်းတာတွေပြုလုပ်ကြပါတယ်။ဒီနေရာရဲ့ကလျက်မှာတော့ဆူတောင်းစာတွေချိတ်ဆွဲလို့ရတယ်ဆူတောင်းနိုင်ရန်ကြီးတခုရှိပါတယ် ီအားကြတော့တို့ဒီဆူတောင်းစာလေးတွေပေါ့နော်ဆူတောင်းစာလေးရေးပြီးတော့တော်တော်များများတော့တီရှူးလောက်ပဲပါတော့တီရှူးပေါ်မှာပဲရေးပြီးတော့မှဒီမှာဆူတောင်းစာလေးချိန်ကြတယ်မနေ့ရှိနိုင်ရည်ညနေ6နာရီဒါမှမဟုတ်9နာရီအထိရာသီအချိန်ကာလဖြန့်လှစ်တဲ့နေရာတစ်ခုပဲဖြစ်ပါရယ်ခင်ဗျာကျွန်တော်ဒီတူရကီခီးစင်မှာ FSM မြို့ဟောင်းကိုတရက်တာအချိန်ပြည့်လဲပက်ပြီးတာနဲ့ကနေကလေးမြို့မှာညာရီဖို့ဖြစ်လာတာမို့ ညနေခင်းနေမဝင်ခင်ကနေကလေးကန်းကြည့်တယ်ဟိုဒီလျှောက်တိုင်းဒေသခံတွေရဲ့ဘဝကိုလေ့လာဖြစ်ခဲ့ပါသေးတယ် နောက်နေ့မနေ့ဆော့ဆော့မှာတော့ကနက်ကလေးမြို့မှာရှိတဲ့ Trojan မြင်းယုတ်ကြီးနဲ့အမှတ်ကျတပ်ပုံရဲ့ဖို့သွားဖြစ်ပါတယ်ကျွန်တော်တို့ဒီတူရကီလာတဲ့ခါကြလို့ရှိရင် try မျိုးကိုလည်းမေးလို့မရဘူးပေါ့နော် try မျိုးရဲ့အကြောင်းကကျွန်တော်ငယ်ငယ်တော့စာမလဲသင်ခဲ့ရတယ်အခုအဲ့ try ထဲမှာအာပါတဲ့ Trojan မျိုးကြီးပေါ့နော်ဆိုတော့သူကလက်ဆောင်ရတဲ့ထင်ပြီးတော့မျိုးရဲသွင်းတယ် We should take it to the temple of Poseidon I think we should burn it ်။ဒါပေမဲ့အဲ့ဒါကနှစ်ပေါင်းရဲ့အရန်ကြာနေပြီဆိုတော့ဟိုတချို့ဟာတွေအစိပ်ပိုင်းတွေကအပြားထဲမှာရှိရလို့လို့လည်းပြောတယ်။ချွတ်လည်းပျက်စီးသွားရည်လည်းပြောတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ဒီရုပ်ထုကြီးတော့အမှတ်ကျအနေနဲ့ရှိရတယ်။ဒါပေမဲ့ဒီရုပ်ထုကြီးကတကယ်အဲ့ကာလာတုန်းကရှိခဲ့တဲ့အာငင်းငုတ်ကြီးမဟုတ်ပါဘူး။ဒီဟာကြတော့ကျွန်တော်တို့ဒီ Brapin နဲ့ရိုက်ထားတဲ့ Try ဆိုတဲ့ဇက်ကားထဲမှာအသုံးပြုခဲ့တဲ့ငင်းငုတ်ကြီးဖြစ်ပါတယ်။ဒါပေမဲ့အခုတော့တို့ကမြို့မှာဒီလမ်းမတစ်ခုအနေနဲ့ထားထားပြီးတော့လာပြီးတော့ဓာတ်ပုံရိုက်ကြတယ်ပေါ့။စိတ်ဝင်စားဖို့ကောင်းပါတယ်။ try mute ရဲ့ပုံလေးပေါ့နော် Trojan မျိုးကြီးကြောင့် try mute ပျက်စီးရတဲ့အကြောင်းငငယ်အကြောင်းမှာသင်ခဲ့ရဘူးသလို2004ခုနှစ်ထက် Minda Brave ပါဝင်တရုတ်ဆောင်ထားတဲ့ try you ရှင်ကြောင့်လည်း Trojan မျိုးကြီးသင်ခန်းစာကိုရင်းနှီးနေခဲ့ပါတယ် try you ရှင်ထဲမှာပါဝင်ခဲ့တဲ့ထူချံမြင်းရုပ်ပုံတူကြီးကလည်းကမ္ဘာကြီးသွားတိုင်းတကူးတကလာရောက်ကြီးစုတပ်ပုံရေးကြတဲ့နေရာတစ်ခုပါပဲ ကျွန်တော်ရဲ့ဒီနေ့ခီးသွားဗီဒီယိုမှာတော့ခရီးရန်တမချန်းစာတွေကအေးဖက်မြို့လေးဖြစ်ယောမခီးရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးကမ္ဘာရှေးဟောင်းအမွေ9ပါးစီးဝင်နေဖြစ်တဲ့တူရကီနိုင်ငံက FSF မြို့ဟောင်းအကြောင်းကိုတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကိုသဘောကျနှစ်သက်မယ်လို့ယုံကြည်ပါတယ် Like and Share လုပ်ပြီးကျွန်တော်အတွက်ခွန်အားပိုဖြစ်စေပါတယ်ခင်ဗျာကျွန်တော် channel လေးကိုလည်း subscribe လုပ်ပြီးမေ့ပါနဲ့ခင်ဗျာနောက်ထပ်ခီးသွားဗီဒီယိုတွေမှာထပ်ဆုံကြပါသေးတယ်ဟုတ်ကဲ့ကျွန်တော်တီဟ the traveler ပါခင်ဗျာ